အဗျူဟာမြောက်အမှားကိုအဲ့ဒီညီနောင်သုံးဖွဲ့လို့ခေါ်တဲ့အဲ့ဒီတစ်ဆယ်နှစ်ဆက်ခွန်စစ်စင်ရေးကလှုပ်လိုက်တယ်လို့ပဲကျွန်တော်တို့ကသုံးသပ်ရမလို့ဖြစ်နေပြီဒီဒီမဟာဗျူဟာမြောက်အမှားဒီငိုရဲကတရုတ်ဩဇာကို မခံနိုင်ဘူးငိုရဲကတရုတ်ပိတ်ဆို့တာကိုတောက်မခံနိုင်ဘူးဆိုရင်ငိုရဲကမစနိုင်လीဟ ူတွေကကုတေသားမှာကိုအေးကြီးနေပြီးတော့ကျွန်တော်တော်လှန်ရေးသမားတွေကိုပဲလက်နဲ့ထုတ်ပေးရမှာလေတော်လှန်ရေးသမားတွေရဲ့ယူနီဖောင်းတွေဝတ်ပြီးတော့မြောင်းလိုင်းကိုသတ်တိုက်ရမှာလေကိုကန့်ယူနီဖောင်းပလောင်ယူနီဖောင်းဝတ်เสียမှာလို့ဘူးလေကျွန်တော်တို့ PDF ယူနီဖောင်းနဲ့ဆက်တိုက်ရမှာလေအဲ့ဒါဆိုရင် PDF ယူနီဖောင်းနဲ့ NUG ကိုတရုတ်ကဖိအားပေးလို့မရဘူး NUG ကနိုင်ငံတကာတန်ရေးတမန်ရေးအမျှော်မြင်ရှိတယ်နိုင်ငံတကာခေါင်းဆောင်များနဲ့အမျှော်အဆက်အသွယ်လည်းရှိတယ် အဲ့တော့တရုတ်ထိန်းနိုင်လို့လို့မရဘူး NGO ကိုတရုတ်ကလှုပ်ချင်တာလှုပ်မယ်ဆိုရင်လည်းနိုင်ငံတကာခေါင်းဆောင်များနဲ့နိုင်ငံတကာသံရင်းတမန်ကြီးများက NGO ကိုအကြံဉာဏ်ပေးနိုင်တယ်တားနိုင်ဆီအမဒွန်မီမီဝင်းဘက်လို့လို့ဒီတောင်းပလောင်တို့အုပ်စုတွေဒီကရတော့ကိုကန့်အုပ်စုဝါအုပ်စုကတို့တို့မှတရုတ်လောက်ပဲသိတာတို့ဘယ်ကဘာနဲ့မှလည်းဆက်ဆံပြီးဘယ်ကဘာလည်းသူ့ကိုမဆက်ဆံဘူးဒါဆိုရင်ငါတို့အဲ့လိုသွားရင်တရုတ်အဲ့လိုငါတို့ပြန်ပိတ်ရင်ငါတို့ short ပေးရမယ်အတူတူ ငါတို့နာမည်မယူဘူးဟေ့ငါတို့ PDF တွေနဲ့ပေါင်းမယ် NUG ကိုပဲငါတို့တရုတ်က NUG နဲ့ဆက်ဆံတာမကြိုက်လဲ NUG ထဲမှာပဲငါတို့လူတွေကိုတရုတ်လို့သူလို့ပေါ့ဟိုစစ်တပ်ကလို့သူလို့ပေါ့စစ်တပ်ကရဲလဲသူတို့စစ်သားပဲစစ်သားလဲရဲပဲနော်အဲ့ဒီထဲမှာမှာမြန်မာစစ်တပ်ထဲမှာရုရှားစစ်သားလဲရောက်နေပြီတရုတ်စစ်သားလဲမြန်မာယူနီဖောင်းပေါ်တာအဲ့လိုမျိုးဘာလို့သူတို့မစဉ်းစားကြတာလဲ NUG အပါဝင် နော်တကယ်တိုက်မဲ့ PDF တွေဦးတာသူတို့ကတွန်းအားပေးလိုက်အခုလိုတရုတ်နဲ့ပိတ်တာလည်းမခံဘူးပြောချင်တာ NUG နဲ့ PDF ကပြုတ်သိမ်းတာတရုတ်ကဘယ်လိုမှဖိအားပေးလို့မရဘူးဒါပေမဲ့တရုတ်ကတော့မင်းအောင်လိုင်းတို့ကိုဖျောက်ပေးတာတော့လုံနိုင်တယ်အခုတိုင်ဖျောက်ပယ်ရင်လုံနိုင်တယ်ဒါပေမဲ့အခုလိုအလွယ်တကူနဲ့မျိုးတွေပြန်မပေးရဘူးနော်ဖြက်လေးပြက်လုံးလေးပြဿနာမရှိဘူးဘာလို့လဲကိုကရန်ကုန်တိရအောင်ဆင်းမှာအရှိန်တခုရနေတဲ့အချိန်မှာအဲ့ဒီအရှိန်တခုကိုတိကျနေဖျက်ချပလိုက်တယ်ဒါပေမဲ့ရလက်ပါရလေဘာမှမရတော့ ဒါဟာမြန်မာနိုင်ငံကိုတကယ်စစ်အာဏာရှင်ကလွတ်မြောက်ခြင်းနဲ့ဆိုရင်တော့မြန်မာနိုင်ငံဆိုတဲ့စင်စားပုံကို တိုင်းသားခေါင်းဆောင်အားလုံးစင်စားဖို့အချိန်ကြပြီ။အဲ့လိုမှမဟုတ်ပဲခေါင်းမာပြီးဖက်ဒရယ်ဖက်ဒရယ်ငါတို့ကရင်ပြည်နယ်ငါတို့ကရင်ပြည်နယ်ငါတို့ရှမ်းပြည်နယ်ပလောင်ပြည်နယ်ဝါပြည်နယ်ခေါင်းစားရေးအိန္ဒိယကနေရရင်ငါတို့မသွားဘူးဆိုရင်တော့မင်းအောင်လိုက်ကိုနိုင်မှုမလွယ်ဘူး။မင်းအောင်လိုက်ရဲ့ဒီတရုတ်ဖိအား အခုဆိုတရုတ်ဖိအားပါလာပြီးတော့တရုတ်ရဲ့ကစားကွဲအောက်မှာအကုန်လုံးပြပြပေါ်တော့မှာတရုတ်ဒီ leverage ရှိတယ်တရုတ်ဒီအမေရိကန်နိုင်ငံကိုတော့ပြန်စော်နေတာသမရဒေါ်နယ်ထရန့်အသုံးမချလို့ဥခံနေရတာအချက်ကွဲနေတာဒါကိုသိတဲ့ဒီမိုကရက်တွေကသမဆဘူးအခုဒါဒီမိုကရက်ခေါင်းဆောင်တွေပြောတာကိုကျွန်တော်ပြန်ပြောနေတာအခုသူတောင်ကိုရီးယားမှာတရုတ်သမရတွေအတူတူရှုပ်ထားတဲ့အရှုပ်ထုတ်တယ်သူဘာကိစ္စတရုတ်သွားပြီးတော့ကုန်သွယ်ကုန်သွယ်ကိုတက်ောက်တယ်ဟိုကပြန်လှုပ်တဲ့ခါကျသူသူအချက်ကွဲပြီအဲ့တော့ အမေရိကန်နိုင်ငံလိုနိုင်ငံဝန်တော်ပြန်ခန့်အားခံနေတဲ့တရုတ်နိုင်ငံကိုကျွန်တော်တို့လိုမနေ့တနေ့ကမှလက်နက်ကင်လာတဲ့တိုင်းသားတွေမနေ့တနေ့ကမှလက်နက်ကင်တဲ့ NUG တွေရင်ဆိုင်ဖို့ဆိုတာအလွန်အမတန်အခက်အခဲကြီးမားစွာရှိတယ်။တစ်ဖက်သက်ကြီးဖြစ်နေပြီ။အဲလိုဖြစ်ဖို့အတွက်လေတရုတ်ကိုကျွန်တော်တို့ကွင်းထဲကိုဝင်ကစားကွင်းကို ပလောင်နဲ့ကိုကန့်တွေကခွင့်ပြုလိုက်တာ။ဆိုလိုချင်တာကမြို့နယ်အသင်းကို နိုင်ငံလေးစင်အသင်းတွေဝင်ကစားဝင်ပြုလိုက်တယ်လို့ဖြစ်သွားတာကျွန်တော်တို့ကရက်ွက်အသင်းမရှိတယ်မြို့နယ်အသင်းဘလို့နိုင်ငံလေးစင်အသင်းတွေဘလို့နိုင်မလဲအဲ့တော့အလွန်အမတန်ဝမ်းလဲစရာကောင်းတာကမဟာဗျူဟာအမှားနဲ့သူတို့ရဲ့ကရတော့ဖက်ဒရယ်ဖက်ဒရယ်နဲ့တိုင်းရင်သားငါလူမျိုးငါလူမျိုးငါပြည်နယ်ရရည်သူတို့ပြည်နယ်ရလို့ဘာလို့မလဲဘွားပြည်နယ်ရလို့ဘာလို့မလဲတရုတ်လက်အောက်ခံနဲ့တရုတ်ပတ်စုံအောက်မှာတသက်လုံးညှို့ညှို့ငင်ငင်နဲ့ဒုတိယတန်းတသက်ရနိုင်ငံသားနေမလား မြန်မာနိုင်ငံလွတ်လပ်မှာမြန်မာနိုင်ငံသားတယောက်အနေနဲ့ဝါပြည်နေမှာရှိရမှာမြန်မာပတ်စပို့ကြိုက်ပြီးမြန်မာတိုးတက်မှာမြန်မာချမ်းသာမှာဝါလည်းချမ်းသာမှာဝါလည်းကုန်ရှိပါမြန်မာနိုင်ငံတိုးတက်မှာမြန်မာနိုင်ငံချမ်းသာမှာပလောင်လည်းကုန်ရှိမှာကိုကန့်လည်းကုန်ရှိမှာဒါလောက်ရှင်းနေတဲ့ကိစ္စတစ်ခုကြီးကိုသေသေချာချာမမြင်မဲ့တရုတ်ရဲ့ကစားကွက်အောက်မှာမြေဦးတော်လိုင်းတစ်ခုလုံးကိုထိုးချပလိုက်တယ်တရုတ်ရဲ့ကစားကွက်အောက်ကနေပြီးတော့တရုတ်ကိုစီဝိုင်းတဲ့ကိုဆွဲသွင်းလိုက်တာ တရုတ်ကိုစီးဝိုင်းတဲ့ကိုဆွဲသွင်းလိုက်တာဒီမင်းအောင်လိုင်မဟုတ်ဘူးအဲ့ဒီပလောင်နေပဲကိုကန်နေပဲမင်းအောင်လိုင်ကအဲ့လောက်ညံမရှိဘူးအဲ့ဒီချိန်ကမင်းအောင်လိုင်တို့အုပ်စုတွေပူတင်ကိုပြေးကပ်နေတဲ့အချိန်ပူတင်ကိုပြေးကပ်နေတဲ့အချိန်မင်းအောင်လိုင်တို့ဒီတရုတ်လက်အောက်ထဲကိုဝင်ကုန်မဝင်ချင်ဘူးသူတို့ငကိုတဲကလည်းပြောဘူးတယ်တရုတ်တရုတ်ကိုသူတို့မကြိုက်ဘူးပြောချင်တာကလူမျိုးရေးအရာကိုမကြိုက်တဲ့ပုံစံရှိတယ်အဲ့တော့မင်းအောင်လိုင်တို့ဒီပူတင်ကိုပြေးကပ်နေတဲ့အချိန်အဲ့ဒါကိုကနတော့က တရုတ်ရဲ့ကစားကွက်နဲ့တရုတ်ခြေသားအောက်ကိုမင်းအောင်လှိုင်လို့မရရအောင်ဦးကျွန်တော်တို့ကစားနေတဲ့မြန်မာနိုင်ငံဆိုတဲ့ကစားကွင်းတဲကိုပြည်တွင်းစစ်ထဲကိုတရုတ်ကိုဆွဲသွင်းလာတာဟာကိုကန့်နဲ့ပလောင်မယ်ဦးတို့ကထားတဲ့မိတို့လည်းမနိုင်ဘူးအခုကြမှာ မျက်နှာငယ်လေးတွေနဲ့တရုတ်ဖိအားကြောက်ပါတရုတ်ကဘယ်လိုဖိလို့ပါတရုတ်ကနေစက်ကပိတ်လို့ပါစားတော့ဆရာတွေမရှိတော့လို့ပါရမ်းနေမရှိတော့လို့ပါလက်နက်တွေမရတော့လို့ပါလက်နက်မရှိပါကြီးစံနဲ့တိုက်မလဲလူတွေဘာနဲ့ဆေးဝါးကုမလဲဘယ်လိုကြီးရဓာတ်စီရင်နေစီရမလဲတရုတ်ကဖြက်လေးပြက်ကိုမခံနိုင်ပါဘူးတော့အဲ့ဒီထဲမှာမင်းအောင်လှိုင်တို့ကလည်းနေ့တိုင်းဘုံကျဲနေပါတယ်ဒါကြောင့်ဘလို့မှမခံနိုင်တော့ပါဘူးဒါကြောင့်အပြစ်ခက်ရစေးလို့ပြရပါတယ်ငါတို့ကနားလဲပေးပါလို့လာပြောနေလို့ရတော့အပူပဲ အဲ့လိုမျိုးဖြစ်လာမယ်ကိုချိုးတင်မစင်းစားနိုင်ဘူးဆိုတဲ့ကခေါင်းဆောင်ရေချင်းညံ့နေလို့ပဲမြန်မာနိုင်ငံမှာရှိနေကြတဲ့စစ်ကောင်းဆောင်အသီးသီးတော်လိုင်းကောင်းဆောင်ကြီးကြီးဒီအမျော်မြင်မရှိကြရင်ဒီလိုပဲခံရမှာပဲကျွန်တော်တို့ဒီအရှိကိုအခြေလန်း100လောက်ကြုံမြင်ရမယ်နှစ်ပေါင်း30လောက်ကိုကြိုတွက်ထားရမယ်တရုတ်လှမ်းလာမယ်ခြေလန်းတွေကိုမြင်ရမယ်ပြောချင်တာကငစားကိုပဲမြင်ပြီးငမားကျဲကိုမမြင်တာတရုတ်ပေးရတဲ့ငစားကိုစားပြီးတရုတ်ချိတ်လိုက်တဲ့ငမားကျဲအောက်မှာအခုအကုန်လုံးကန့်ကုန်ပြီ ဖြောက်ချင်တာကတရုတ်ကိုကွင်းနဲ့ဝင်ကစားကွင်းရအောင်ပလောင်နဲ့ကိုကန်ခေါ်သွင်းလာတာအကြောင်းပြချက်စီကြားဖြန့်လုပ်ငန်းပဲနောက်ဆုံးကြတော့မင်းအွန်လိုင်းတို့ကလေဘာလို့တော့သူတို့ကလက်တရုတ်ရဲ့လက်နက်တွေနဲ့မင်းအွန်လိုင်းကိုလက်ဆွမ်းသပြလိုက်တာကိုသိချာစဉ်းစားကြည့်နော်အခုကိစ္စဒီမင်းအွန်လိုင်းအမှားဆိုတာတည်းအဲ့ဒီကနတော့ပလောင်နဲ့ကိုကန်နေရအမှားပဲမင်းအွန်လိုင်းကငကိုတွေကတော့သူရှုံးနေတာ ူကဒီတမယိုးကြတတ်မတော်နဲ့သူပြန်တိုက်နေတာအဲ့ဒါကိုခင်မိတတ်မတော်လက်နဲ့တွေကိုတရုတ်ကမြောက်ပေးတာနဲ့တရုတ်ကထုတ်ပေးတာနဲ့ဝါထုတ်ပေးတာနဲ့မြောက်လိုင်းကိုသွားပြီးနှာနုတရိုက်တာအဲ့ဒီချိန်မှာတရုတ်ရဲ့ငမားကြီးတဲ့ကိုတန်းဝင်သွားပြီးတရုတ်ကကိုယ့်ဘက်လည်းပါတာမဟုတ်ဘူးသူလိုချင်တာကပလောင်မဟုတ်ဘူးသူလိုချင်တာကိုကမ်းမဟုတ်ဝါမဟုတ်သူလိုချင်တာမင်းအောင်လိုင်းအဲ့တော့ငစားပဲမြင်လာပြီးတရုတ်ချိန်ထားတဲ့ငမားချိန်ကိုမင်းအောင်လိုင်ကဘလို့မှယူလို့မရတော့ဘူးမင်းအောင်လိုင်ဘက်ကကြည့်ရင်လည်းသူရှုံးတော့မှာ တရုတ်ကမှပြေမကတ်ဘူးတရုတ်ကဒီကရတော့ဒရုန်းနေမှမရဘူးဒီစစ်မှုမထမ်းမနေရမလို့ဘူးဆိုရင်မရောက်နိုင်ဒီမန္တလေးကြမယ်နေပြည်တော်ကြမယ်သူတို့အကုန်လုံးကျိုးစင်တက်ရတော့မှာအဲ့တော့သူလည်းသူအသက်ရှင်ရက်တည်ရွေးအတွက်သူ့ဘဝလုပ်ဖို့အတွက်သူလုပ်မှာပဲစစ်ပွဲဆိုတာတရားရမ်းမတရားရမ်းမရှိဘူးကျွန်တော်တို့ဘက်ကသူတို့အင်ဒီဒီကပြောတာရှိတယ်တရုတ်ကပြောတယ်အန်လူဂျီနဲ့မပတ်သက်ရဘူးဘယ်သူနဲ့မပတ်သက်ရဘူးတကယ်တမ်းကြတော့အန်လူဂျီနဲ့ပတ်သက်မပတ်သက်သက်အခုသူတို့ပြောလို့တရုတ်ပိတ်လိုက်လို့လက်နဲ့မရလေတော်လန်ကြီးရဆက်သွားမှာပဲ ပြောချင်တာကြာတာပဲရှိမယ်တရုတ်ကလည်းနဲ့မပေးလဲတခြားနီလန်းရှာမှာပဲတရုတ်ကရမ်းမရလဲတခြားနီလန်းရှာမှာပဲတရုတ်မယ်တိုင်မုတ်မုတ်တခုတော့ဖြစ်မှာပဲဒါပေမဲ့သူတို့ကကြတော့အေးသူတို့ကအထိုင်ကစားတာသူတို့ဒီဒေတာကနေသူတို့မထွက်ခေါက်သွားနိုင်ဘူးဥမာ BGF လို့သူတို့ကဒီမြဝတီကနေသူတို့သွားစီရနေရမရှိဘူးသူတို့မြဝတီကိုပဲသူတို့အထိုင်ကစားမှာအခုဝါးဒီကိုကန့်နေရလေအဲ့ဒီကိုကန့်နေရပဲအထိုင်ကစားမှာကိုကန့်နေရပလောင်နေရတရုတ်နဲ့ပတ်သက်နေတယ်တရုတ်တရုတ်စီက တရုတ်စီကလက်စီယူရမယ်နီးပညာယူရမယ်အင်တာနက်ယူရမယ်အစားအသောက်ယူရမယ်ဆိုတော့တရုတ်သောက်မိခုနေတာသူတို့ကိုယ်တိုင်ကသူတို့ရဲ့ဆုံးဖြတ်ချက်တွေသူတို့ရဲ့ Federal Democracy သူတို့သူတို့ရဲ့လွတ်လပ်မှုဆိုတာတရုတ်နိုင်ငံကိုမိခုနေတဲ့လွတ်မြောက်မှုကြီးဖြစ်နေတယ်သူတို့ဒီမြန်မာနိုင်ငံဆိုတဲ့နိုင်ငံကိုမစင်စားဘူးသူတို့ကဗမာလူမျိုးဆိုပြီးစင်စားနေတာအဲ့ဒါသူတို့ရဲ့စင်စားပုံလွဲမှားမှုပဲကျွန်တော်တို့ပြောနေတာကမြန်မာနိုင်ငံကိုစင်စားနေတာ မြန်မာနိုင်ငံရဲ့မြေပုံဒီအပေါ်ကနေသူတို့လာသူတို့ကားသွားတယ်သူတို့ကားသွားသူတို့အောက်ဆင်းသွားတာအဲ့တော့မြန်မာနိုင်ငံရဲ့မြေပုံပေါ်မှာရှိတဲ့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုတို့ထဲမစင်စားဘူးတို့ကိုကြူးကြည့်ကြတယ်ဖက်ဒရယ်တစီရှောင်းနေတာဖက်ဒရယ်ဖက်ဒရယ်အဲ့ဒီဖက်ဒရယ်ဘယ်လိုရမှာလဲမြန်မာနိုင်ငံလွတ်မလွတ်မြောက်မရဘာဖက်ဒရယ်မှမရဘူး ကျွန်တော်ပြောသလိုခင်ဗျားတို့နိုင်ငံတိဆောက်ကြည့်တိဆောက်ကြည့်ဘယ်နိုင်ငံမှလည်းတိမှန်ပြူနောက်ဆုံးတရုတ်တပည့်ပဲဖြစ်သွားမယ်တရုတ်ပြည်နယ်ပဲဖြစ်သွားမယ်တရုတ်ပတ်စုပဲပြောမယ်တရုတ်စကားတွေပဲပြောမယ်အဲ့ဒီကိုကန့်ပြည်နယ်တွေအဲ့ဒီပလောင်ပြည်နယ်တွေတရုတ်နိုင်ငံသားတွေသိမ်းနဲ့ဖမ်းနဲ့ဂဒိန်နဲ့ချီပြီးရောက်လာပြီးတိဆောက်လိုက်မယ်ဘာလို့တရုတ်လူကြီးကများသလားမင်းမင်းလေးတို့ပြောသလိုအနောက်တကားပွင့်နေနော်ရိုဟင်ဂျာကိစ္စဖြစ်တော့ကဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေလာမယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဘယ်သူမှမမပြေမလာဘူး เนาะအဲ့လောက်လည်းသူတို့မှအစွမ်းစားလည်းမရှိဘင်္ဂါတိအစိုးရလည်းအဲ့လောက်မရှိဘူးတရုတ်နိုင်ငံသားကဂဒေနဲ့ချီရှိတယ်ဘီလီယံနဲ့ချီရှိတယ်တရုတ်ပြည်နယ်တစ်ခုတန်း100လောက်အဲ့ဒီကနေတော့ဝါပြည်နယ်ကိုရောက်လာနိုင်တယ်အဲ့ဒီပလောင်ပြည်နယ်ကိုရောက်တယ်အခုလည်းရောက်နေပြီအမြောက်များပြောချင်တာကမြန်မာနိုင်ငံကိုတကယ်တမ်းအုပ်အုပ်သွားမှလူမျိုးရအုပ်သွားမှလည်းတရုတ်ပဲနိုင်ငံရအုပ်သွားမှလည်းတရုတ်ပဲစီးပွားအဲ့ဒါကိုဘယ်သူကလက်ကမ်းကြိုဆိုလိုက်တာလဲကနေတော့ကကိုကန့်နေပလောင်နေပဲဘာဘာကိုအမြင့်တတ်တာလဲတိုင်းသားဆိုတဲ့အမည်ကိုတတ်တယ် လှုပ်ချင်ရင်လည်းပြက်ပြက်သားသားလို့ရှေ့ဆက်တူနော်တရုတ်ကိုထားခဲ့ရှေ့ဆက်တူဒီဘက်လူနေတဲ့ပေါင်းဆက်တိုက်အဲ့လိုလည်းမဟုတ်ဖြန့်လိုက်တယ်အခုမှတော့တိုက်လို့လည်းမမိနိုင်တော့ဘူးဘာဖြစ်လို့လဲနှစ်စုတဲ့အချိန်မင်းအောင်လိုင်မြန်မာစစ်တပ်ဒီဆက်အနာရှင်တွေနိုးထားဖို့အတွက်ကိုပလောင်တွေကလှလှပပကိုကန့်နေတာအချိန်ပေးလိုက်တယ်တပြိုင်နက်ထဲမှာအဲ့ဒါကိုအကြောင်းပြပြီးကျွန်တော်တို့တော်လှန်ရေးတွေကိုလက်နက်စည်းစိမ်မှုကိုရပ်တန့်ပလိုက်တယ်ဘလောက်ရက်ဆက်လိုက်ကြလဲဆိုတော့အဲ့ဒီဝါတွေက အခုဒါကိုအကြောင်းပြပြီးမင်းအောင်လိုင်ကိုနိုးထားခွင့်ပေးလိုက်တယ်မင်းအောင်လိုင်ပြန်လဲနိုးထလာတယ်ပေးပေးဆောက်လဲတပြိုင်တည်းထဲမှာကျွန်တော်တို့ရဲ့ရမယ့်လမ်းကြောင်းတွေအားလုံးကိုဖြတ်တောက်ပလိုက်တယ်ဘာနဲ့ဖြတ်တောက်လိုက်လဲတရုတ်ကဖိအားပေးလို့တရုတ်ကဖိအားပေးတဲ့အတွက်ငါတို့မင်းတို့ကိုလက်နဲ့ရောင်းလို့မရပါဘူးရမ်းရောင်းလို့မရဘူးကျွန်တော်တို့တော်လိုင်းကြီးရဲ့စီးစင်းနေလမ်းကြောင်းတခုလုံးဖြတ်တောက်ပလိုက်တယ်အဲ့တော့ကျွန်တော်တို့ဒီမီးနှခါနာသုံးခါနာဖြစ်တယ်ပြောချင်တာကတခါတည်းကျွန်တော်တို့ຫນွေဦးတော်လိုင်းကြီးနဲ့ NUG နဲ့ PDF တွေအင်အားချိနေအောင်တရုတ်ရဲ့ ခဲသလုံးနဲ့ငှက်သုံးကောင်ပြစ်လိုက်တဲ့နီးနဲ့ကျွန်တော်တို့အသုံးချပလိုက်တာအဲ့ဒါဘာလို့လဲဒီကိုကနဲ့ပလောင်တွေခေါ်လာတာသူတို့ကလည်းကိုကမခေါ်လာဘူးသူကျွန်တော်တို့ကိုကကိုဆက်သွားမယ်ကိုကကိုဆက်တိုက်မယ်မင်းအောင်လှိုင်လေအဲ့လောက်ထိအုံအောင်မရှိဘူးအဲ့လို drone တွေ drone တွေဝယ်ရမှန်းလည်းမသိဘူးလိန်ပြန်နေတဲ့သူတို့အကြီးကျယ်ဘုံကျဲရမှန်းလည်းသိမှာမဟုတ်ဘူးဒီတိုင်းပဲကျွန်တော်တို့ဒီမင်းအောင်လှိုင်ရဲ့ဒီဖိုးလိုက်ဖိုးလိုက်တက်မတော်နဲ့ကျွန်တော်တို့ PDF တွေဖိုးလိုက်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 ချင်းပြတ်ဆက်တိုက်နေမှာအခုကြတော့ မင်းအောင်လှိုင်တို့ဟာအယောင်လက်သွားပြီဒါဆိုတရုတ်တပည့်ဖြစ်ပြီတရုတ်တပည့်ဖြစ်ရင်တရုတ်ဒီဒီနိုင်ငံကိုအုပ်ချုပ်တဲ့အစိုးရကိုသူ control လုပ်လို့ရပြီမြောက်ကိုရီးယားဖြစ်အောင်သူလုပ်ပြီးဆိုရင်သူလူသမားအကုန်ပေးတော့မှာအားလုံးမင်္ဂလာပါဒါဒီကျွန်တော် shoot out တစ်ခုအနေနဲ့တင်ပြလိုက်ရတာပါ ဲ့တော့ကျောင်းကျင်လာကဒါဒီရှုတော့တခုပါအခုနေဦးတော်လိုင်းကြီးကိုတို့အကြောင်းပြနေတယ်အဲ့ဒီကိုကနေဝါးတွေမပေးလို့ပဲကျွန်တော်တို့ကလက်နဲ့မရတော့ဘူးအဲ့ဒီချိန်မှာဟိုဘက်ကလှုပ်လိုက်ရတယ်အဲ့တော့ဒါဟာမင်းကြီးလူကျင်ကြတဲ့ပလောင်တွေသိတ်ကိုပိုင်အုပ်ချုပ်ခွင့်ရလူကြတဲ့လူတွေငါတွေကငါနေရ ငါဒေသငါလူမြောက်အောင်လုပ်မယ်ဆိုတဲ့အဲ့ဒီစဉ်းစားပုံတွေကြောင့်ဖြစ်တာ NUG လို့တတ်သိရှိကြမှာတနိုင်ငံလုံးအတွက်စဉ်းစားမယ်ဆိုတဲ့တိုင်းသားကောင်းဆောင်တွေလူနေပြီကျွန်တော်ထပ်ပြောပါမယ် NUG လို့တတ်သိရှိကြမှာတနိုင်ငံလုံးဒေသတစ်ခုအတွက်စဉ်းစားမယ်ခေါင်းဆောင်မဟုတ်ဘူးတနိုင်ငံလုံးအတွက်ခေါင်းစဉ်းစားမယ်ခေါင်းဆောင်တွေလူနေပြီ မြန်မာနိုင်ငံဆိုတဲ့မြေပုံကြီးကိုလွတ်မြောက်အောင်လုပ်ဖို့တဲ့မြန်မာနိုင်ငံကိုတာနိုင်ငံလုံးကိုချေလည်နေတော့အခုလည်းရွေးကောက်ပွဲတာနိုင်ငံလုံးလုပ်ဖို့စူးစမ်းနေတော့ဒီစစ်အာဏာရှင်တွေကိုတာနိုင်ငံလုံးပုံစံနဲ့တိုက်မယ်ဆိုတဲ့ခေါင်းဆောင်တွေလုံနေပြီအဲ့လိုမှမဟုတ်ပဲဒေသဆွဲတွေလူမျိုးဆွဲတွေနဲ့ဆက်သွားနေရင်တော့ဒီစစ်အာဏာရှင်စနစ်အောင်မှာပဲတဝဲလဲလဲနဲ့သွားနေမယ်ကျွန်တော်တို့ NUG နဲ့ပြည်မသားတွေကတော့ဆက်တိုက်နေမှာပဲကြာသွားတာပဲရှိမယ်ဒါကိုသေးသေးချာချာပြန်လဲသုံးသက်ဖို့အချိန်ကြာပြီစဉ်းစားဖို့လည်းအချိန်ကြာပြီ ဲ့တော့ဒါကြောင့်ကျွန်တော်ပြောတာ Federal 36နေပြီကျွန်တော်တို့က Federal ကိုဥစားမပေးနိုင်ဘူး Federal ကိုဥစားမပေးနိုင်ဘူးအချိန်မှာကျွန်တော်တို့လိုချင်တာကရင်ပြည်နယ်လွတ်မြောက်ဖို့မဟုတ်ဘူးကျွန်တော်တို့လိုချင်တာပလောင်ပြည်နယ်လွတ်မြောက်ဖို့မဟုတ်ဘူးကျွန်တော်တို့လိုချင်တာရခိုင်လွတ်မြောက်ဖို့မဟုတ်ဘူးကျွန်တော်တို့လိုချင်တာချင်းလွတ်မြောက်ဖို့မဟုတ်ဘူးကျွန်တော်တို့လိုချင်တာတနိုင်ငံလုံးလွတ်မြောက်ဖို့အဲ့ဒီတနိုင်ငံလုံးမလွတ်မြောက်မချင်းဒီဆက်အာနာရှင်ကတနိုင်ငံလုံးနဲ့တိုက်နေတာတနိုင်ငံလုံးမလွတ်မြောက်မချင်း တရုတ်တရုတ်ကဆီအာနာရှင်ကိုကစားလိုက်မှာတရုတ်ကစားမဲ့ဆီအာနာရှင်ကိုဖြုတ်ချမှာကျွန်တော်တို့ဒီတရုတ်ကိုပြန်ကန်လို့ရမှာကျွန်တော်တို့မှာပါဝါရှိလာမှာကျွန်တော်တို့မှာအဲ့ဒီအဲ့ဒီဆီအာနာရှင်ရဲ့ပလင်ကိုရမှာကျွန်တော်တို့တရုတ်ကို leverage လုပ်လို့ရမှာအဲ့တော့ပြောချင်တာကနေပြည်တော်ကို မရဘဲနဲ့ federal လိုချင်တယ်လို့စိတ်ကူးရင်နေကြတဲ့သူများကိုအဓိကပြောချင်တာနေပြည်တော်မရဘဲနဲ့မြန်မာနိုင်ငံမှာဘာ federal မှမရှိဘူး ။ဘာတိုင်းသားလွတ်မြောက်ခွင့်မရပါဘူး။ဘာကိုယ်ပိုင်အုပ်ချုပ်ခွင့်မမရဘူး။တရုတ်တပည့်ပဲဖြစ်မှာ။အားရကိုအမျော်မြင်ကြီးကြီးနဲ့အန်ယူဂျီနဲ့အတူတူကပူးပေါင်းဆောင်ရွက်မှုမလုပ်ဘူး။တာနိုင်ငံလုံးကိုခေါင်းမဆောင်ဘဲနဲ့ငါလူမျိုးငါဒေသကောင်းစားဖို့နဲ့ငါတရုတ်နဲ့ပေါင်းပြီးငါကျင်းနေရရင်ပြီးရောငါဝါလူမျိုးပဲနေထိုင်ပြီးပြည်နယ်လေးရပြီးငါကငါစစ်တပ်လေးနဲ့ငါနေမယ်ဆိုသက်သက်လုံးနေပြီးတော့ပဲ။ ြီးမှဖယ်ဆိုရမရတာဗမာလူမျိုးကြီးဝါဒဆိုတာအကြောင်းလာမှပြနေကိုကိုတိုင်ကလည်းဗမာတိုင်းသားလူမျိုးကြီးဝါဒတွေကျင့်သုံးနေကြပြီအဲ့တော့ကိုကိုတိုင်ကတိုင်းသားလူမျိုးကြီးဝါဒကိုလူမျိုးဝါဒကိုကျင့်သုံးနေပြီသူများကိုဗမာလူမျိုးကြီးဝါဒလို့ပြောနေတာကတည်းကမမှန်လောက်ဘူးဗမာလူမျိုးကြီးဝါဒမဟုတ်လို့ဗမာစစ်အာဏာရှင်ဗမာစစ်တပ်ကိုဗမာတွေကပြန်တိုက်နေတာစကိုင်းမကွေးကိုကြည့်ပါ ။ဟူသူတို့ကသူတို့မျိုးတွေဘုံကျဲခံရလို့ပြန်ဆုပ်တယ်ပြောရင်စကိုင်းမကွေးတွေဘုံကျဲခံနေရတာဘယ်သူမှပြန်မဆုပ်ဘူးခင်ဗျ။အဲ့တော့စကိုင်းမကွေးသားတွေနဲ့ဒီဒီပလောင်သားတွေနဲ့ဘယ်သူကပိုရဲရင်တလဲ။အော်စကိုင်းမကွေးစကိုင်းမကွေးအခုပဲကြည့်เนาะဖာဒီဒီ park park အရင်မိုးကုတ်ကိုပြန်မပေးဘူးလို့မန္တလေး PDF ကောเนาะမိုးကုတ်ပြူဟာကိုကျင်းညာပြီ။ဓာတ်ကျဲကျဲပါစီ။စစ်တပ်ဘုံကျဲတာပါဖြစ်လေ။မြို့တွေလည်းကုန်ပြီ အဲ့တော့တို့ဒေသလီဟိုမှာလာရှိုလာရှိုမီရှိုခံရလို့ဘုံကျဲခံရလို့ပြန်ပေးတယ်ဆိုတဲ့စင်ကြီးဟာသခိုင်းမကွေးသားတွေနဲ့ဒါဆိုရင်တို့ဒီဆက်အနာရှင်ကိုတိုက်ချင်တာမှမဟုတ်တာဆက်အနာရှင်ကိုတိုက်တယ်ဆိုရင်တော်လန်ရေးလုပ်တယ်ဆိုရင်ဘုံကျဲမှာပဲကိုလည်းပြန်တိုက်မှာပဲပြောချင်တာကမနိုင်မှအရှုံးပေးမှာဗလိုင်းကြီးပြန်ပေးရတာကဘာပေါ်မှာရှိတဲ့ဘဲတော်လန်ရေးမှာမှကိုသိမ်းထားတဲ့မျိုးတွေကိုဂျားကန်နိုင်ငံကညှိနှိုင်းပြန်ပေးတဲ့တစ်ခါမှမကြဘူးဟာမားဆိုအခုဒီလည်းနဲ့မချသေးဘူးဗျာ ခင်ဗျားတို့သေချာလဲစဉ်းစားကြအောင်ဟာမားဆောင်ဂူဒီလဲနဲ့မချလို့မနေ့ကအစ္စရီးယားပြန်ပြီးတော့တိုက်နေရပြီမျိုးတွေပြန်ပေးဖို့နေတာလက်မချဘူးဟာမားဟိုကျွန်တော်မထောက်ခံဘူးနော်ဟာမားစီအကြမ်းဖက်ဖွဲ့စီပြောချင်တာကဘာပေါ်မှာဘဲတော်လန်ရေးပါမှာကိုသိမ်းထားတဲ့မျိုးတွေကိုလက်ဆောင်ပြန်ပေးတာမျိုးတစ်ခါမှမကြဘူးဘဲတော်လန်ရေးမှာကြဘူးလေကျွန်တော်ထောက်ပြပါ ကဘာပေါ်မှာဘယ်နိုင်ငံရဲ့တော်လန်ရေးမှာတော်လန်ရေးသမားတွေကတင်ထားတဲ့မျိုးတွေကိုအာဏာရှင်လက်ထက်ကိုပြန်ထိုးအပ်လိုက်တာကြားဘူးရင်ကျွန်တော်တို့ထောက်ပြပါဘယ်မှမှမကြားဘူးကြားဘူးပါသလား yes or no ကျွန်တော်တို့ကမှမကြားဘူးတရုတ်တော်လန်ရေးရုရှားတော်လန်ရေးစတာဒီတော်လန်ရေးပြည်သစ်တော်လန်ရေးကနတော်ချီပါဝေးတော်လန်ရေးချီဒီတော်လန်ရေးပီရူးတော်လန်ရေး နော်ဒီဒီဘယ်လိုပြောမလဲအော်ဒီဘာလဲဒီ BNN ဒေါ်လာရေး BNN စစ်ပွဲပေါ့ဗျာနော်ကျူပါဒေါ်လာရေးဘယ်ဒေါ်လာရေးမှာမှာဒေါ်လာရေးသမားတွေကကိုသိမ်းထားတဲ့မြို့ကိုအလဲလဲလုတ်ပြီးတော့ကိုတိုက်တဲ့အာနာရှင်လက်ထဲပြန်ထည့်တာတခါမှမကြဘူးသူတို့ဒီဒေါ်လာရေးသမားမဟုတ်ဘူးစီးပွားရေးသမားတွေကျွန်တော်ပြပြသားသားပြောရမယ်အချိန်ကြပြီဘာမှသူတို့ညာပြီးပြောနေစရာအကြောင်းမရှိတော့ဘူးကဘာပေါ်မှာဘယ်ဒေါ်လာရေးမှာနိုင်ပြီးသားမြို့ကိုလက်ထဲပြန်အပ်တာကြားဘူးလေ ပြန်တိုက်လို့ရှုံးလို့ပေးလိုက်ရတော့ကျွန်တော်လက်ခံတယ်ကိုသူတို့လည်းပြန်လာတိုက်တယ်အာနာရှင်ကပြန်တိုက်တယ်ရှုံးလို့ကိုဖယ်ပေးလိုက်ဒါလက်ခံတယ်ဘသူကမှစစ်မတိုက်ပဲပြန်ပေးတာတစ်ခါမှမကြဘူးကြားဘူးပါသလားအဲ့တော့တော်လိုင်းလုံနေတာမှမဟုတ်တာ ားရေးလုပ်နေတာမှမဟုတ်ပဲသူတို့စီးပွားရေးလုပ်စားနေတာသူတို့နိုင်ငံရဖို့တဲ့တရုတ်နဲ့ပေးစားနေတာတရုတ်နဲ့မြန်မာနိုင်ငံကိုတရုတ်နိုင်ငံဖြစ်အောင်ဝိုင်းပြီးတော့လုပ်ပေးနေကြတာကျွန်တော်ထောက်ပြမယ်ကဘာပေါ်မှာမြည်သည့်တော်လှန်ရေးသမားမဆိုအိုက်ရစ်တော်လှန်ရေးပြတော်လှန်ရေးတွေအများကြီးရှိခဲ့တယ်အခုလည်းရှိနေတယ်တကဘာလုံးမှာအခုမှဆိုရင်ဒီဘက်မှာဆိုရင်အခုဆိုရင်ဒီအာဖရိကမှာတိုက်နေတယ်အာဖရိကမှာလည်းစစ်ပွဲတွေနေ့တိုင်းဖြစ်နေတာ အင်ဂိုလာတို့မှာဘာလို့မှာအများကြီးဖြစ်နေတယ်ဆူဒန်တို့မှာကိုရပြီးသားမျိုးကို ကိုရန်သူလက်ထဲကိုပြန်ထည့်ပေးတာတခါမှမကြဘူးကြားဘူးပါသလားအားလုံးမင်္ဂလာပါဒါဒီကျွန်တော်ဆွေးနွေးမယ့်ရှုထောင့်တစ်ခုပါကျွန်တော်ငကူတွေကစကားခံပြီးသားပါကျွန်တော်အဲ့လိုဆွေးနွေးရင်တိုင်းသားတွေ ကြိုက်ပါဘူးစိတ်ဆိုးမှာပါဒါပေမဲ့ဒါရှူတော့တစ်ခုနေနဲ့ကျွန်တော်တို့တင်ပြရလိမ့်မယ်အချက်တစ်ချက်တွေနဲ့စဉ်းစားရလိမ့်မယ်ပြောချင်တာကတောင်းပလောင်နဲ့ကိုးကန့်တွေဟာတရုတ်ကိုကစားကွင်းတွေကိုခေါ်သွင်းလာပြီးမြန်မာနိုင်ငံကိုတရုတ်ကျွန်ပြူမဲ့ကိစ္စမှာပူပေါင်းပါဝင်သူတွေလို့ပြောမယ်ဆိုရင်မှန်ပါသလား တောင်းပလောင်နဲ့ကိုကန့်တွေဟာတရုတ်ကိုကစားကွင်းထဲခေါ်လာပြီးမြန်မာနိုင်ငံကိုတရုတ်ကျုံဖြစ်ဖို့အတွက်ဆက်အနာရှင်မင်းအွန်လိုင်းတို့ကိုဒူးထောက်ခိုင်းတာတရုတ်လက်အောက်ထဲဝင်ရောက်ရအောင်တွန်းပို့တယ်လို့ပြောမယ်ဆိုရင်မှန်ပါသလားတရုတ်ကမြန်မာနိုင်ငံမှာလည်းရွေးချယ်စရာမရှိတော့ဘူးအဲ့ဒီချိန်မှာတရုတ်တရုတ်လက်အောက်ကို तू မရောက်ဘူးတရုတ်ကျုံမခိုင်းမြန်မာနိုင်ငံရှုံးပြီဒါကျွန်တော်တို့နိုင်နေပြီ ကျောင်းကျင်တန်ကတမိုင်းတရားခံနေပြီတောင်ပလောင်နဲ့ကိုကန့်ဟာမြန်မာနိုင်ငံကိုတရုတ်ကျွန်ဖြစ်ဖို့အတွက်တရုတ်နဲ့အတူတကွပူးပေါင်းဆောင်ရွက်ပြီးမြန်မာနိုင်ငံကိုကျုံပြုတ်သွားတယ်တရားခံနေပြီ Yes or no ကျွန်တော်ပြောကျင်တန်ကပြန်ပြန်ခံတိုက်တရုတ်ဘလောက်ပိတ်ပိတ်ပြန်ချ နော်ပြန်ချပြေးလို့ပြန်ချမမခံလို့မနိုင်လို့ရှုံးသွားတာလက်ခံတယ်မြို့တွေဘုံကျဲတော့အကြောင်းမပြနဲ့မြို့တွေကတော့ဘုံကျဲမှာပဲအားသာတဲ့လူကကျဲမှာပဲငကူတဲကမြို့ကမြို့ကန်နေနားမယ်တွင်မတိုက်နေလीအဲ့ရမှာအိတ်နေပေါ့ဒါစစ်တိုက်နေတာပြောချင်တာကကျွန်တော်တို့ຫນွေဦးဒေါ်လာကြီးကိုခုတုံးလုပ်သွားတယ် ကျွန်တော်တို့ရဲ့ຫນွေဥတော်လိုင်းကြီးမှာကျွန်တော်တို့တော်လိုင်းကြီးသမားတွေ NUG နဲ့ PDF တွေနဲ့စစ်တပ်နဲ့ကစားကွင်းတွေကိုတရုတ်ကိုဆွဲသွင်းလာတာအဲ့ဒီတအောင်ပလောင်ပဲအဲ့ဒီ30 20ခုစစ်စင်ကြီးပဲကြောချင်တာကကျွန်တော်တို့ကိုပူတာလိုက်တာကျွန်တော်တို့အတွင်းထဲကနေဝင်ပြီးပူတာပလိုက်တာအချိန်တိုင်းတို့ကအခုလက်မှတ်တွေထိုးစစ်တပ်နဲ့လက်မှတ်တွေထိုးစစ်တပ်ကတို့ကိုပီအာစနစ်တွေပဲရွေးကောက်ပွဲဝင်ခိုင်းတို့ပြင်းနေပြီးတို့လေကျွန်တော်တို့အားလုံးကခံတော့ပဲ အားလုံးမင်္ဂလာပါဒါဒီ shootout တစ်ခုအနေနဲ့တင်ပြတာပါနင်းနေတော့ပြင်းနေဒါကိုကျွန်တော်တို့လက်ခံနေဆိုရင်ကျွန်တော်တို့ပြုပြင်စရာတွေအများကြီးရှိတယ် NUG အင်အားကောင်းမှဖြစ်တော့မှာမင်းအွန်လိုင်းကိုနိုင်အောင်တိုက်နိုင်တာ NUG တစ်ဖွဲ့ပဲရှိတယ်ဒါကြောင့်ကျွန်တော်အများအားပြောနေတယ်ဒီနေ့ NUG မရှိရင်ကျွန်တော်တော်လိုင်းကြီးမှာမပါတော့ဘူးအပြတ်ပဲ NUG မှသာလင်မင်းအွန်လိုင်းတို့ကိုနိုင်မှာ ပီ NUG နဲ့ PDF တွေပေါင်းပြီးတိုက်မှာဘာလို့ကျွန်တော်တို့ကတနိုင်ငံလုံးကိုစဉ်းစားတာဒေသတစ်ခုကိုစဉ်းစားတာမဟုတ်ဘူးဖက်ဒရယ်အရေးကိုရှေ့တန်းလာတင်နေသူရဲ့ကာလပတ်လုံးဖက်ဒရယ်၁၆နေသည်များကာလပတ်လုံးတိုင်းသားတွေအားလုံးဒီကိုဂျိုးကြည့်နေသည်များကာလပတ်လုံးစီးပွားရေးလောင်းနေသည်များကာလပတ်လုံးတရုတ်ကိုကစားကွင်းထဲကိုခေါ်သွင်းလာသည်များကာလပတ်လုံးမင်းအောင်လှိုင်တို့ဒီပန်းပန်းနေမှာပဲအဲ့ဒါကိုခြေဖြတ်ပေးနိုင်တာအဲ့ဒါကို leverage လုပ်နိုင်တာ NUG ပဲ ဲ့တော့ NUG ကိုလည်းပြောကျင်တာက NUG ရဲ့ leverage ကပါလေ NUG ရဲ့ power ပါလေပြည်သူ NUG NUG ကိုထောက်ခံတဲ့ပြည်သူရှိနေသေးကာလပတ်လို့ NUG မှာ power ရှိတယ်အဲ့ဒီ power နဲ့ main online တို့ကို leverage လုပ်လို့ရတယ် NUG ကိုလည်းပြောကျင်တာကပြည်သူစိတ်ပြအောင်မလုပ်ပါနဲ့ NUG မှာ soft power ပဲရှိတယ် NUG မှာ hard power မရှိဘူး ဲ့တော့ NUG မှာဟပ်ပါဝါမရှိတဲ့အတွက်မရောက်လိုက်လို့ကို leverage လုပ်လို့မရဘူးအပေးယူညှိနှိုင်းလို့မရဘူးဒါပေမဲ့ NUG မှာအလွန်အမတန်ကောင်းတဲ့ပြည်သူထောက်ခံမှုရှိတယ်ပြည်သူတွေကိုစိတ်ပြအောင်မလုပ်နဲ့အေးဒီပြည်သူတွေကနေတစဉ် NUG ဒီမရောက်လိုက်လို့ကစားလို့ရတယ်အဲ့တော့ပြည်သူစိတ်ပြအောင် NUG မလုပ်ပါနဲ့ NUG အမြန်ဆုံးပြုပြင်ပြောင်းလဲမှုလုပ်ပါ NUG မှာရဲရဲနဲ့ခေါင်းဆောင်တွေနဲ့ပြတ်သားတဲ့ခေါင်းဆောင်တွေနဲ့ပြည်သူမျက်နှာကိုကြည့်ပြီးလုံရဲကန်ရဲအမျော်မြင်ရှိတဲ့အရှိကိုကြုံမြင်တဲ့ခေါင်းဆောင်တွေပြောင်းလဲပေးဖို့လိုအပ်နေပြီ NUG ရဲ့ leverage ကပြည်သူပါဒါကိုလည်းတစ်ဆက်တည်းတင်ပြပေးခြင်းပါတယ် ကျွန်တော်အားလုံးမင်္ဂလာပါယေရှုအများကြီးတင်နေပါတယ်ဒါကကျွန်တော်ပြောတဲ့ shoot out တစ်ခုပါအဲ့လိုပြောတဲ့အတွက်လဲစိတ်ဆိုးကြမယ်ဆိုတာသိပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ shoot out အမျိုးစုံစဉ်းစားမှရတော့မှာသဘရဒေါ်နန်ထရန်တောင်တရုတ်ကိုဘလို့လို့မရဘူးတရုတ်ကပြန်ကင်းနေတယ်အခုသူသူသူထင်တဲ့အတိုင်းတရုတ်ကလက်မှတ်ထိုးပေးမယ်လို့ထင်တာအခုလက်မှတ်မထိုးဘဲနဲ့ပြန်သွားရပြီချက်ချင်းထပြန်သွားတယ်သတိထားကြည့်ပါ မပြေလည်ပါဘူးအပြောလေးဒီနေ့တော့ပြန်တွေ့မှာပေါ့ဧပြီလကြိုက်တွေ့ပြီနောက်တစ်ခါတွေ့မယ်ဒုတိယတစ်ခါတွေ့မယ်ပေါ့အဲ့ဒီပြဿနာကလည်းဘသူသက်သာလဲတရုတ်စားတာမဟုတ်ဘူးထရန်သာစားတာတရုတ်နဲ့အမေရိကန်နဲ့အေးစေးကုန်သွင်းနေတော့သွားသွားပြီးတော့ဆရာကြီးသက်လို့လေဟိုကပြန်ကင်းလိုက်တဲ့ခါကျတော့ဒုက္ခရပြီအဲ့တော့အမေရိကန်နိုင်ငံတော်တရုတ်ကိုတရုတ်နဲ့တရုတ်ကပြန်ကင်းနေတဲ့အချိန်မှာကျွန်တော်အဲ့လောက်အင်အားကြီးတဲ့တရုတ်ကြီးကိုကျွန်တော်တို့ရဲ့ငွေဥဒေါ်လာရေးကစားကွင်းတဲကို NUG နဲ့ PDF တွေနဲ့ဒီဒီမျိုးဥတော်လိုင်းဘက်တော်သားများနဲ့စစ်ကောင်စီရဲ့ကစားကွင်းတွေကိုတရုတ်ကိုဆွဲသွင်းခေါ်လာတာတရုတ်ကိုခေါ်သွင်းလာတာဟာကနတော့က10 20ခုစစ်စင်ကြီးဖြစ်တယ်ပလောင်နဲ့ကိုကန်နေပဲ